ဘူဂေးရီးယားနိုင်ငံရဲ့မြို့တော်ဆိုဖီယာနဲ့တခြားမြို့တော်တော်များများမှာဒဇယ်မာလာတရံနဲ့တလင်းလာနေကလူထောင်ပေါင်းများစွာစုဝေးခဲ့ကြပြီး2026ဘတ်ဂျက်အစီအစဉ်ကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ EU အဖွဲ့ဝင်နိုင်ငံဘူဂေးရီးယားဟာဇန်နဝါရီလတရနေ့မှာဘုံငွေကြေးအဖြစ်ယူရိုငွေကိုမတုံးဆွဲခင်မှာယူရိုငွေကိုအခြေပြုပြီးပထမဆုံးအကြမ်းဖျင်းရေးဆွဲထားတဲ့ဘတ်ဂျက်လေးဖြစ်ပါတယ်။ ဆန္ဒပြသူတချို့ဟာမြို့တော်ဆိုဖီယာမှာရှိတဲ့အာဏာရပါတီတွေရဲ့ရုံးခန်းတွေကိုပိတ်ဆို့ထားပြီးရဲအယားရှိတွေကိုကြောက်ခဲတွေပလင်းတွေမင်းရှုံးမိပဲတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ ။နိုဝင်ဘာလ20ရက်နေ့ကအလားတူဆန္ဒပြမှုတွေအပြီးမှာရူဆန်စီယာကော့ပြက်လူနည်းစုအစိုးရဟာအတိုက်အခံပါတီတွေအလို့သမားအသံမကတွေအလို့ရှင်တွေနဲ့တိုက်မေဆွေးနွေးမယ့်အချိန်ပုံမရရှိစေဖို့ရည်ရွယ်ပြီးတော့2026အသုံးစရအစီအစဉ်ကိုလွတ်တော်ကိုပြန်လည်တွင်သွင်းမယ်လို့ကတိပြုခဲ့ပါတယ်။လွတ်တော်ကော်မတီတစ်ခုကတော့နိုဝင်ဘာလ18ရက်နေ့မှာပထမဆုံးအကြိမ်ဖက်ကြားခဲ့တဲ့ဘတ်ဂျက်အစီအစဉ်ကိုအတည်ပြုခဲ့ပါတယ်။ အတိုက်ခံပါတီတွေနဲ့တခြားအဖွဲ့အစည်းတွေကတော့သူတို့ဟာလူမှုဖော်လုံးရဲ့ထိဝေငွေတွေနဲ့အမြဲဝေစုတဲ့အပေါ်အခွန်တိုးမြင့်မဲ့အစိုးရရဲ့အစီအစဉ်တွေနဲ့နိုင်ငံတော်ရဲ့အဂတိလိုက်စာမှုတွေကိုဆန့်ကျင်ဆန္ဒပြနေတာလို့ပြောဆိုကြပါရဲ့ရှင်။